အဲ့ဒီအမှုကတန်းစီသွားပါတော့မင်းတို့ဒီပန်ဆယ်လို့အမှုကအကုန်လုံးတန်းစီလိုက်ပါမပူနဲ့ပန်ဆယ်လို့ကသူတယောက်ပဲသွားရင်သွားမသွားလို့အကုန်လုံးဘသူတွေကပန်ပိုးလို့ပါထောက်ပန်းလို့ပါလို့ပြောရင်အဲ့ဒီထောက်ပန်းတဲ့ပန်ပိုးတဲ့ကောင်တွေအကုန်သွားမှာအခုလိုင်းပေါ်မှာအန်ယူဂျီကိုထောက်ခံပါတယ်ဆိုတဲ့သူတွေအကုန်လစ်မာတော့မင်းတို့အကုန်လစ်မာမင်းတို့တွေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပန်ဆယ်လို့ကိုတရားစွဲလိုက်မယ်ဆိုရင် တန်ဆယ်လိုဝန်းရံသူတွေပါအကုန်လက်တော့မယ်လို့စောဘာထူပြောပြလာသည်မူအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာဒီနိုင်ငံမှာကဒီငွေကြေးခေါ်ဆောင်မှုတို့ဘာလို့ဆိုတော့ကလူပိုဒါလိုက်မဖမ်းဘူးလူပိုသွားပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့ချင်းဒီမှုဖြစ်တယ်ဖြစ်တော့ဘယ်နေ့ဘယ်ရက်မှာစပြီးတော့မှဘယ်ခေါ်မှာလာပြီးတော့ဒီအမှုရင်ဆိုင်အဲ့လိုရင်ဆိုင်ဆိုရင်ပန်ဆယ်လိုကတော့နဲ့သူရှင်းနေခါရမယ်ရှင်းနေခါပြီးတော့ ဒီအမှုသူရုံချိန်တိုင်းမှာသွားပြီးတော့အမှုရင်ဆိုင်ရမယ်မလွတ်ပါဘူးမကင်ပါဘူးဒီဟာမျိုးတွေ तू မကျွလွန်ပါဘူး तू ကသွားရင်ဆိုင်မယ်တပတ်ကဒီဥက္ကမင်းထုံးက तू ကဓာရီဒီလိုလုတ်ခဲ့ပါတယ်ဆိုတော့တက်တေထောက်ဓာရီနဲ့ရုံမပြန်တင်ပြမယ် तू လည်းသူ့ရှင်းနေနဲ့နော်အဲ့ဒါကြောင့်မလို့ဒီနိုင်ငံမှာကပန်ဆယ်လို့အမှုဖြစ်တယ်ဆိုထောင်ထဲသွားတာမဟုတ်ဘူးဒီနိုင်ငံမှာထောင်ထဲမသွားဘူးလူတက်မှုမဟုတ်ရင်နော်ဒီငွေကြေးခွာချမှုတို့ဘာလို့ဆိုတာကနော်ဒီလိန်လယ်မှုဆိုတာက ဒါယုံမှာအမှုရှိပြီးတဲ့အတွက်ကြောင့်မလို့ယုံချင်းယုံချင်းမှာတန်ဆယ်လိုကသူ့ရဲ့ရှင့်အနေနဲ့သွားပြီးတော့အမှုရင်ဆိုင်ရမှာဖြစ်တယ်။နော်။အဲ့တော့ဒီတစ်ခုတည်းတော့ဆိုတော့မပြီးသေးဘူး။လာမာကဘာတွေလဲဆိုတော့အင်ဒီယားနာဖို့ဝိဘတ်မှာနေတဲ့နော်။အာဒီမူအဖွဲ့တွေနော်။မအေးချွေတို့အဲမအေးချွေတို့ဒီ ရေဘလူကိုလက်နဲ့ထောက်ပံ့ထားတဲ့ဘွေတွေကိုမှတ်တမ်းနေလဲကျွန်တော်မှရှိတယ်ကျွန်တော်မှရှိတယ်အဲ့ဒီအေးချွေတို့ကိုလူထားတဲ့အလူရှင်တော်တော်များများရဲ့เนาะတို့ကွန်ပျူမှတ်တမ်းပေါ့ဗျာအဲ့ဒါတွေလည်းကျွန်တော်မှရှိတယ်เนาะအေးချွေအဲ့ဒီရေဘလူကိုလက်နဲ့ထောက်ပံ့ထားတဲ့ဘွေတွေပိုင်းရဲ့ကျွန်တော်မှရှိတယ်เนาะတို့အဲ့ဒီမိုးအဖွဲအစည်းအဲ့ဒီအဖွဲ့အစည်းကနေတော့ထောက်ပံ့ထားတာတွေကျွန်တော်မှအချက်လက်တွေအများကြီးရှိတယ်။နော် ဲ့ဒီအုပ်စုတွေလည်းအကုန်တန်းစီသွားမှာနော်အမေရိကန်ကဒီအမှုတစ်ခုပေါ်ပေါက်ပြီဆိုတာနဲ့အကုန်လိုက်တော့မှာမင်းတို့အမှခွေးမိန်မသားတွေနားသားဖို့ပြင်တာနော်နားသားဖို့ပြင်တာသူကျူးလို့ဒါလေဆိုရက်အချက်သူကအခုနကမင်းကိုသူတို့ဖြတ်ထားတယ်ဗျဖြတ်ထားတယ်ဆိုတာဗာလဲဆိုတော့ဒီလိုတိုင်တန်းလိုက်ခြင်းအဖြစ်တော်လန်ရေးကိုထိတိုက်နိုင်လားဆိုတော့မေကုန်းကိုမေးလိုက်တဲ့သဘောရှိတယ်။အဲ့မှာဒီလူက ဒီပန်ဆယ်လိုတယောက်တည်းကိုပဲကင်တာဖြစ်ပါတယ်ဆိုပြီးတော့သူကဖြည့်သွားတယ်ဗျအဲဒီဘက်ကမေးတယ်မေးခွန်းဖြတ်ထားတယ်အဲ့တော့ကမီဒီယာကပြန်ဖြတ်ထားတာသူတို့မေးတယ်မေးခွန်းအဲ့တော့ပန်ဆယ်လိုတယောက်တည်းကိုပဲလက်ရှိတိုင်တာဖြစ်တယ်ဟုတ်ပြီပန်ဆယ်လိုတယောက်တည်းတိုင်လို့ရှိရင်ပန်ဆယ်လိုကတယောက်တည်းသွားမလားအဲ့ဒါသဘောပေါက်ဖို့လိုတယ်ပြီးတော့ကအမေရိကန်မှာရှိတဲ့ FBI နဲ့အစိုးရကတော့ဒီတယောက်တည်းလုံနေပါတယ်လို့ယုံကြည်မလား တခြားဘသူတွေလုံနေပါလဲဆိုတာကိုလည်းသူတို့ကစုံစမ်းစစ်ဆေးမှာကျွန်တော်တို့ကဒီအမေရိကန်အစိုးရတပ်တွေအဖြစ်လိုက်ပေးပါလို့ခေါ်ရင်ကျွန်တော်ကတော့ကျွန်တော်ကလက်ခုပ်တီးပြီးသွားမှာကျွန်တော်လိုက်မှာကျွန်တော်ကအစိုးရတပ်တွေအဖြစ်လိုက်လာခဲ့ပါမင်းရထားတဲ့အချက်လက်တွေငါတို့ပေးပါလို့ကျွန်တော်သွားမှာသွားပါကျွန်တော်အလုပ်အပြုတ်ခံပြီးတော့သွားမှာနော်နော်အလုပ်ပြုတ်ခံပြီးတော့ကျွန်တော်သွားမှာ အခုကျွန်တော်မနေ့တနေ့ရပဲကျွန်တော် like လေးတွေမှာပြောတယ်နော်မင်းတို့စောက်ွက်ပြထားတဲ့ကောင်းလေးငါ့ကြီးမှာအကုန်မှတ်တမ်းရှိတယ်နော်ငါတို့လည်း like လွှင့်တာ like လွှင့်တဲ့သူတွေကိုဒီအမေရိကန်အစိုးရစစ်ဆေးပြီးတော့မှဘသူတွေကအကြမ်းဖက်တွေကိုလုံးစုံနေတာလဲဘသူတွေကအကြမ်းဖက်တွေဖြစ်အောင်လုပ်နေတာလဲအဲ့ဒါတွေကိုစီစစ်ပြီးတော့ငါတို့လာချလို့ရှင်ငါတို့က like သွားမှာ လိုက်သွားပြီးတော့ကျောင်းမှာဒီအချက်လက်တွေရှိတယ်ဒီအမေရိကန်မှာဘယ်သူတွေလှုပ်ရှားနေတာဘယ်သူတွေထောက်ပို့လုပ်နေတာဘယ်ဖျားအကြောင်းနေမှာဘယ်မျိုးမှာရှိတဲ့လူတွေကငွေတွေကိုတရားမဝင်လွှဲနေတာအဲ့တော့ဒီဟာဆက်ငါအကုန်ဖော်မှာငါလုံးမသားတယ်နော်ဆပတ်ပြလာတဲ့ကောင်လေးမင်းလွတ်အောင်ပြေးနော်ဒီပွဲကပဲကြီးလာလို့ကတော့မင်းလှပြီးပွဲနော်ဒီပွဲကလှပြီးလှပြီးဒီပွဲကတော့လှပြီးကွာလှပြီးလှပြီးဟွန်း ကျွန်တော်မနေ့တနေ့ကလိုက်လေးတွေမှာကျွန်တော်ပြောတယ် NASA ကသတင်းမထုတ်ပြန်တဲ့ဟာတွေကျွန်တော်တားတယ်နော် NASA ကဘာလို့သတင်းမထုတ်ပြန်တာလဲကျွန်တော်သတင်းမထုတ်ပြန်တဲ့မထမထုတ်ပြန်တဲ့အကြောင်းရင်းလေးတွေကိုကျွန်တော်ပြောပြအခုဒီနေ့ကိုစတားလိုက်လိုက်ပါဗောနော်နော်ကိုဗရာနတ်မောက်ဆိုပြီးအကောင့်တူဖွင့်လာတဲ့ခွေးပိန်မသားကအဲ့ဒီကိစ္စကိုထပြောတာဒီလူရုံမာတွေကဒီလူမျိုးရေးပဋိပက္ခဖြစ်အောင်ရည်ရွယ်ချက်ချင်းနဲ့လုပ်နေတာအဲ့ဒီမှာကျွန်တော်တို့ဒီမျိုးပေါ်တွေမှာ UG ချို့ရှိတယ် အဲ့ UG တွေကနေတော့ရခိုင်တွေကိုလိုက်ပြီးတော့တတ်ပြမယ်တတ်ပြရင်တချို့ဒီရခိုင်ပြည်နယ်ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့เนาะဒီရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်လို့เนาะဒေါသထွက်နေတဲ့ဗမာတွေရှိတယ်အဲ့အရာတွေကသွားပြီးတော့အချစ်အကောင်တွေအောင်လုပ်သေးတာငါစစ်ကြောင်းနဲ့ပြိမိပြီး PDF ခုနှစ်ဦးဖမ်းဆီးတပြက်ခံရာပဲခူးတိုင်းမင်းလာမြို့နယ်တောင်ပြက်ရွာတစ်ကြီးရွာအနီးမှာဒေသကာကွယ်ရေးတပ်ဖွဲ့သူများယင်ခုနှစ်ဦးဇွန်20ရက်မနက်ပိုင်းမှာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတပြက်တာကိုခံလိုက်ရတယ်လို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့သူများယင်တွေစီကသိရပါဗျာ။ ရန်ကုန်ပြည်လမ်းရှိစစ်ကွင်းတာဆောင်ရဲကင်းစခန်းကနေအင်အား၄ရခန်းနဲ့စစ်ကြောင်းထိုးထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ဖို့စောင့်ဆိုင်နေချိန်ဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်ရဲဘော်တွေကစကားဆစစ်ကြောင်းလာကိုစောင့်နေတာပြစစ်ကြောင်းကနေရာဆုံးဖြန့်တက်လာတော့ရဲဘော်တွေပိတ်မိသွားတာ အရှင်ဖမ်းပြီးမှတတ်တာလို့သိရတယ်ဗျလို့အခြေအနေကိုသိရှိထားတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကမြေလက်အတံကိုပြောပါတယ်တေဆုံးသူ9ဦးထဲက2ဦးရဲ့ရုပ်အလောင်းတွေကိုဇွန်20ရက်နေ့နေ့ပိုင်းမှာကောက်ယူနိုင်ခဲ့ပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကင်းဘုံတွေအထက်ထက်ချထားတာကြောင့် ကျန်တဲ့ငါးလောင်းကိုဒီကနေ့ထိမယူနိုင်သေးဘူးလို့သူကဆက်ပြောပါတယ်။တေဆုံးသူ9ဦးထဲမှာတာယာဝရီခရိုင်မှတ်3803တက်ရင်မှ4ဦးတက်ရင်3900ရက်တမှ2ဦးပါသူမြင်ပြီးကျန်တဲ့ဦးကိုတော့ဘယ်တက်ရင်ကလဲဆိုတာမသိရှိရဘူးလို့အထက်ပါတပ်ဖွဲ့သူမြင်ကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်16ရက်ကလည်းမင်းလာမြို့နယ်စင်အိုင်ချောင်းပေါက်ကြီးရွာအနီးမှာတကြိမ် ရန်ကုန်ပြည်လမ်းပိုင်းရှိစစ်ကွင်းနာဆုံးရေကင်းစခန်းကိုတကြိမ်နဲ့ရှမ်းတော်ကျေးရွာအနီးတကြိမ်စုစုပေါင်း၃ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှဗိုလ်မှူးတဦးခရိုင်ရဲမှူးတဦးမြို့မရဲစခန်းမှူးတဦးအပါအဝင်စစ်ကောင်စီတပ်သား၂၀ဦးခန့်တေဆုံးခဲ့ပါတယ်။အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်ကမင်းလာမြို့နယ်ကနေအုပ်ဖို့မြို့နယ်အထိရန်ကုန်ပြည်ကားလမ်းတစ်လျှောက်ကိုစစ်အားတိုးချဲ့ချထားခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ ုလုံမယ်กว่าသူตัวလုံလိုက်ရင်ไอ้တဖက်ကဆင်တဲ့တွင်လဲဝင်သွားမှာဟင်ဒါပုံဟောင်းလားအဲရလေတဲ့နိုင်ငံမှာပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ဥပဒေကိုကျွလို့ရင်အမှုဆိုတာမင်းတို့ရဲ့ဥပဒေကျွလို့နာတဲ့အဖြစ်ဒီဘယ်တော့မှနော်ဟောင်းသွားတယ်ဆိုတာမရှိဘူးနှစ်ပေါင်းကြာသွားလို့ไอ้အမှုတည်သွားတယ်ဆိုတာမရှိဘူးကိုမေကိုလိုးတယ် ိုးရပြီးရင်တိတဲ့အချိန်မှာတရားထဆွဲမှာပဲမင်းတက်ရှင်လျက်ရှိနေမင်းတရားဆွဲမှာအဲ့ဒါဥပဒေပဲနော်အဲ့ဒါဥပဒေပဲမင်းတို့သဘောပေါက်အခုကျွန်တော်ခဏခဏပြောတယ်ဒီရက်ခိုင်နဲ့အမာတွေနဲ့ဖြင့်လူမျိုးကြီးပဋိပက္ခဖြစ်သွားမယ်ဒုတိယတစ်ချက်မှာကဘာသာအတူအချင်းချင်းတက်ကြမယ်နော်အဲ့လိုတက်ကြရင်ဘာဖြစ်မလဲဟာဗမာတွေဘာသာတူရင်းတော့မထားဘူးကွာတက်တယ်ဆိုတော့စိုက်ရောတစ်ဖက်ကထဲ့ဖို့အဆင်သင့်ပဲအဲ့ဒါကိုခမည်းတော်လိုင်းပေါ်ကပြောနေတဲ့လူတွေက အုံနောက်လေးနဲ့တွေးပြီးတော့ပြောနော်အုံနောက်လေးနဲ့တွေးအတိတရားလေးတွေမွေးရခိုင်နားလူရုံမှာမဟုတ်ဘူးရခိုင်နားအေအိုထောက်ခံတာမဟုတ်ဘူးအေအိုမထောက်ခံတဲ့ရခိုင်လေးတပုံကြီးဒီနိုင်ငံမှာတချို့အမှုတွေကကိုကိုယ်တိုင်တရားစွဲစီရမလို့ဘူး ဆောက်တော့ရဲ့ကိုကိုတိုင်းတရားစွဲစီရမလို့ဘူးတချို့မှုတွေကမတင်နာမှုနဲ့သွားပြီးတော့တိုင်လဲယုံမဲ့သဘောပေါက်လားမတင်နာမှုနဲ့သွားပြီးတော့တိုင်လဲယုံမဲ့အခုသူပြောသွားတဲ့ထဲမှာသူကိုတိုင်းကတရားစွဲတဲ့အရာကနဲတယ် IRS အခုဦးစီးဌာနကိုတိုင်နာတယ်ဆိုတာကမတင်နာမှုနဲ့သွားပြီးတော့စစ်ဆေးထိုင်တာလားမင်းတို့ကစကားတလုံးကိုနားမလည်တဲ့ကောင်တွေ ေနဲ့ကြောက်မနေနဲ့မင်းတို့ကောင်တွေအကုန်နာမှာမင်းတို့အကြမ်းဖက်တယ်နော်ငါရှိလို့လာရင်ဘယ်ဖျားတောက်မှဘလို့တွေလူတတ်ဖို့လူခံတယ်ဆိုတာအစအကုန်ဖော်မှာငါလုံးမသားတယ်